မြန်မာ့ဥခရိုနီကယ်ဒီဇင်ဘာ9ရက်မြင်တွင်မြန်မာနိုင်ငံရှိစကင်တီနီဗီယန်နိုင်ငံတန်ယုံနှယုံပိတ်ဖို့ကြေညာဒီဇင်ဘာ10ရက်နေ့အတန်တိတ်တပိတ်နှိုးဆော်ချက်မကြသေးခင်သတင်းဘက်တွေကရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာဖင်လန်တန်ယုံပိတ်သိမ်းမယ်လို့မကြသေးတဲ့ရဲ့အနေငယ်ကကြေညာခဲ့ပြီးတဲ့နောက်ရန်ကုန်မြို့ကဒိမတ်နိုင်ငံတန်ယုံလည်းပိတ်သိမ်းထုတ်မယ်လို့ဒီဇင်ဘာ9ရက်နေ့မှာကြေညာခဲ့ပါတယ်အဆိုပါတန်ယုံနှယုံပိတ်သိမ်းမှုတွေက 2026ခုနှစ်ထဲမှာလှုပ်ဆောင်ကြမှာဖြစ်ပြီးတော့ဖင်လန်နိုင်ငံကပိတ်သိမ်းရတဲ့အကြောင်းရင်းကိုဖော်ပြရမှာလုပ်ငန်းလေပတ်မှုနဲ့မှာပြူဟာမြောက်အကြောင်းရင်းတွေကြောင်းလို့ဖော်ပြထားတာတွေ့ရပါတယ်။ဖင်လန်နိုင်ငံကမြန်မာနိုင်ငံအပြင်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံတွေကတန်ယုံတွေပါပိတ်သိမ်းဖို့ဆုံးဖြတ်ခဲ့တာလို့သတင်းတွေမှာဖော်ပြထားကြတာတွေ့ရပါတယ်။ လုပ်ငန်းလေပတ်မှုဆိုတဲ့စကားလုံးရဲ့အထိပ္ပယ်ကိုနားလည်ရတာကဆီယာနာသိမ်းပြီးတဲ့နောက်ပိုင်းအာနာသိမ်းစစ်တပ်ရဲ့ချုပ်ချယ်ကန့်သတ်မှုတွေကြောင့်နိုင်ငံဆက်ဆံရေးမှာအကန့်အသတ်တွေများပြားလာပြီးတန်ယုံအနေနဲ့ဖွံ့ဖြိုးရေးအကူအညီလိုပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ခက်ခဲလာတဲ့အခြေအနေကိုရည်ညွှန်းတယ်လို့နားလည်ရပါတယ်။နောက်အကြောင်းတစ်ချက်ဖြစ်တဲ့မဟာဗျူဟာမြောက်အကြောင်းရင်းတွေရဲ့ဆိုလိုရင်းအထိပ္ပယ်ကိုတော့တိတိကျကျမသိရှိနိုင်ပေမယ့်မြန်မာ၊ပါကစ္စတန်၊အာဖဂန်နစ္စတန်နိုင်ငံတွေဟာ နိုင်ငံရေးအရာမတည်မငြိမ်ဖြစ်တာအာဏာရှင်တွေအုပ်ချုပ်နေတဲ့နိုင်ငံတွေဖြစ်ပြီးတော့မဝီးတဲ့ကာလတွေမှာကောင်းမွန်တဲ့ဘက်ကိုပြောင်းလဲဖို့အလားအလာနေတဲ့နိုင်ငံတွေလို့လည်းဆိုနိုင်ပါတယ်။ဒိမဲ့နိုင်ငံတန်ယုံပိတ်သိမ်းရတဲ့အကြောင်းရင်းကိုဖော်ပြရမှာတော့2022ခုနှစ်နောက်ပိုင်းပူးပေါင်းဆောင်ရွက်မှုတည်တည်တံ့တံ့ရောကျလာပြီးတော့လက်တလုံးမှာလည်းပြောင်းလဲမဲ့အခြေအနေမတွေ့ရတာကြောင့်လို့ဖော်ပြထားတာတွေ့ရပါတယ်။ 2011ခုနှစ်ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့ပြောင်းလဲလာတဲ့အခြေအနေတွေအပေါ်မူတည်ပြီးတော့စကန်ဒီနေဗီးယားနိုင်ငံတွေဖြစ်တဲ့ဖင်လန်၊ဒိန်းမတ်နိုင်ငံတို့ကရန်ကုန်မြို့မှာတန်ရုံအဆင့်ပွင့်လှစ်ပြီးတော့တန်နမန်တွေထားရှိလာခဲ့တာဖြစ်ပါတယ်။ 2021ခုနှစ်မှာဆီယာနာတိမ့်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာတော့နိုင်ငံရဲ့လုံခြုံရေးစီးပွားရေးလူမှုရေးအခြေအနေတွေဆိုးရွားလာခဲ့ပြီးတော့အာနာတိန်စစ်တပ်နဲ့လည်းပူးပေါင်းဆောင်ရွက်မှုတွေလောက်ကင်တာမရှိတော့တဲ့အနေအထားမှာစကန်ဒီနေဗီးယားနိုင်ငံတွေအနေနဲ့တန်ရုံးပိတ်သိမ်းဖို့ဆုံးဖြတ်ကြတာလို့ကောက်ချက်ချနိုင်ပါတယ်။ နောက်အခြားသောအကြောင်းတစ်ချက်အနေနဲ့ကတော့အနောက်ဥရောပနဲ့စကင်ဒီနေဗီးယားနိုင်ငံတွေအနေနဲ့ရုရှားရဲ့ကျူးကျော်ရန်စနိုင်ခြေတွေမြင့်တက်လာနေတာကြောင့်စစ်အသုံးစရိတ်တွေတည်သားစွာတိုးမြင့်သုံးဆွဲလာနေကြတာကြောင့်လည်းနိုင်ငံကအကူအညီနဲ့ဆက်ဆံရေးအသုံးစရိတ်တွေကိုချော့ချဖို့စီမံဆောင်ရွက်လာကြရခြင်းကအကြောင်းတစ်ချက်ဖြစ်နိုင်ပါတယ်။2017ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလလို့ယူဆကြတဲ့ကာလတွေမှာမြန်မာနိုင်ငံရဲ့ဆယ်စုနှစ်များစွာရှိကြတဲ့ပြည်တွင်းစစ် ချုပ်ငင်းရေးအတွက်ငင်းချမ်းရေးဆွေးနွေးမှုတွေအရက်ဘက်ဖွဲ့စည်းတွေရဲ့စွမ်းဆောင်ရည်မြင့်တင်ရေးလူအခွင့်ရေးပညာပေးမှုဆိုင်ရာကိစ္စရပ်တွေမှာစကန်ဒီနေးဗီးယားနိုင်ငံတွေဖြစ်တဲ့နော်ဝေ၊ဆွီဒင်၊ဖင်လန်၊ဒိန်းမတ်တို့ကတက်ကြွစွာပါဝင်ကူညီခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ကုညီမှုလုပ်ငန်းတွေက2021ခုနှစ်ဆ ਿਆ နာသိမ်းမှုဖြစ်လာတဲ့အခါလုံးဝရက်ဆိုင်တာမဟုတ်တိတိုင်အောင်လုပ်ငန်းအတော်များများလုပ်ကိုင်နိုင်ခြင်းမရှိတော့ပါဘူး။ မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပြည်တွင်းစစ်ချုပ်ငြိမ်းရေးမျှော်လင့်ချက်တွေကဝေဝါးသွားခဲ့ရတယ်လို့နောက်အစ်စ်ဖြစ်တဲ့ပြည်တွင်းစစ်မီးတစ်ခုတည်းကိုကြာဆင်းသွားတာကြောင့်ဆီယနာသိမ်းပြီး9နှစ်အကြာမှာအဆိုပါနိုင်ငံတွေအနေနဲ့မြန်မာအရေးကလက်တလုံးနှစ်တွေအတွင်းအကောင်းဖက်မျှော်လင့်ချက် မေးမိန်လာတယ်လို့အကဲဖြတ်ကောင်းဖြတ်ကြားလိုက်မှာဖြစ်ပါတယ်။ စကန်ဒီနေဗီးယန်းနိုင်ငံတန်ယုံအချုပိတ်သိမ်းမဲ့တရင်အကြောင်းအရာအပြီးမှာတော့ဒီဇင်ဘာ3ရက်နေ့မန္တလေးဈေးကျူရုတ်တရက်ဆန္ဒပြပွဲနဲ့ဆန္ဒပြပွဲရဲ့နောက်ဆက်တွဲမနေ့ဈေးဆိုင်တန်းတွေဖြည့်ဆည်းခံရတဲ့တရင်နဲ့ပတ်သက်လို့ပြောဆိုကြပါတယ်။ ဒီဇင်ဘာ3ရက်နေ့မနေ့စောစောပိုင်းမှာဆီယနာသိမ်းပြီးကာဆမန္တလေးမြို့ကဆန္ဒပြပွဲတွေကိုဥဆောင်ခဲ့သူဒေါက်တာတီဇာဆန်ရန်ကုန်တပိတ်ခေါင်းဆောင်ကိုနန်းလင်းနဲ့စကိုင်းတပိတ်အဖွဲ့ကကိုခန့်ဝေဖြိုးတို့ကမန္တလေးမြို့ဈေးကျူအနီးတဝိုက်ကမနက်ခင်းကုံစိမ့်ဈေးတန်းမှာလျက်တဲ့ပြဆန္ဒပြပြီးတော့လာမယ့်စစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲတပိတ်မှောက်ဖို့လာမယ့်ဒီဇင်ဘာလ10ရက်နေ့ကိုအတန်တိတ်တပိတ်လှုပ်ရှားဖို့နှိုးဆော်ခဲ့ကြပါတယ်။ ဒီလျဲတစ်ပြက်တပိတ်ကစစ်တပ်ကအပြင်းထန်အလိုရှိနေတဲ့တပိတ်ကောင်းဆောင်တွေမန္တလေးမြို့ရဲ့အထည်ရောက်ရှိလာပြီးတော့မတင်မှတ်တဲ့နေရာအချိန်မှာလျဲတစ်ပြက်ဆန္ဒပြခဲ့တဲ့ဖြစ်စဉ်ကြောင့်ဆန္ဒပြမှုဖြစ်ပွားတဲ့ဈေးလန်းတွေကဈေးတွေကိုစစ်မေးတာဈေးဆိုင်တွေဖျက်ဆီးပြီးတော့ရောင်းချခွင့်ပိတ်ပင်တာတွေလှုပ်ဆောင်ခဲ့ပါတယ် ဆန္ဒပြသူတွေကိုဖမ်းဆီးနိုင်ခြင်းမရှိတဲ့အပေါ်မကြည်မနှက်ဖြစ်နေတဲ့အာဏာသိမ်းစစ်တပ်အနေနဲ့ဈေးတွေတွေကိုပြစ်ဒဏ်ခတ်တဲ့သဘောနဲ့ဆန္ဒပြမှုအတွင်လက်သုံးချောင်းထောင်အားပေးခဲ့တဲ့ဈေးတွေတအုပ်ကိုလည်းဖမ်းဆီးထားတယ်လို့သတင်းအချို့မှာဖော်ပြထားကြပါတယ်။ ဒေါက်တာတီဇာဆန်းတူလွှင့်ဆော်ထားတဲ့ဒီဇင်ဘာ၁၀ရက်နေ့အတန်တိတ်တပည့်ရဲ့အကြောင်းအရာကောင်းစဉ်ကလာမယ့်ဒီဇင်ဘာလကုန်ပိုင်းနဲ့နောက်နှစ်ဆန်းပိုင်းတွေမှာကျင်းပမယ့်ယူကောက်ပွဲကိုစံကျင်တပိတ်မှောက်ချဖို့ဖြစ်ပါရည်အတန်တိတ်တပိတ်နှိုးဆော်ထားတဲ့လာမယ့်ဒီဇင်ဘာလ၁၀ရက်နေ့မှာဘယ်လောက်အတိုင်းအတာနဲ့လူထုကပါဝင်ဆန္ဒထုတ်ဖော်နိုင်ကြမလဲဆိုတာတော့စောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါရယ်ခင်ဗျာ န္ဒိယနိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့အင်ဒီကိုရဲ့အချက်တဲကြောင့်ခီးတဲ့ရာနဲ့ကြီး9ရက်ကြာတောင်တင်နေရပြီးတဲ့နောက်မှာတော့အိန္ဒိယဆိုရကလေရင်မှုများအားယူခြင်းဆိုင်ရာမူဝါဒကိုပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။လေစိမ့်မှာတော့လူတန်းရှည်ကြီးတွေနဲ့စိတ်ပြတ်နေတဲ့ခီးတွေကိုတွေ့မြင်ရပါတယ်။အင်ဒီကိုလေကြောင်းလိုင်းဟာနိုင်ငံရဲ့ခီးသွွားအများဆုံးကာလမှာလေရင်ခီးစဉ်ထောင်ပေါင်းများစွာကိုဖြတ်သိမ်းခဲ့တာကြောင့်ခီးသွွားလာရေးကမောက်ကမဖြစ်နေတာဒီကနေ့ဆိုရင်လေရင်မြောက်ရှိနေပါပြီ။ခီးတဲ့သူက ကျွန်တော်ရှေ့မှာလူ200လောက်တန်းစီနေကြပါတယ်။ဘယ်သူကမှကုညီမဖြေရှင်းပေးပါဘူး။အောက်ထပ်ကအိတ်တွေထားတဲ့နေရာကိုသွားမိတော့လည်းမကူညီကြဘူး။လေရင်နောက်ကျတာနဲ့ပတ်သက်ပြီး website မှာရော application မှာပါဘာသတင်းချက်လက်မှမရှိပါဘူး။ဘာမှမသိရတာပါ။လေရင်တက်ခွင့်လက်မှတ် boarding pass ထုတ်ပေးပြီးဒီတိုင်းပြစ်ထားကြတာပါ။တကယ်ကိုရှုပ်ထွေးပွေလိနေတာပါပဲလို့ပြောပါတယ်။လေရင်မူတန်းတွေရဲ့တာဝန်ချိန်နဲ့လေရင်မှုတွေရဲ့အားယူချိန်စီကံချက်ပြောင်းလဲတွေကြောင်းအခုလိုအကျက်တဲဖြစ်လာရတာပါဒီစီကံတွေဟာလေရင်မူတန်းတွေနဲ့လေရင်မှုတွေ ပင်ပန်းနွမ်းနေမှုနဲ့ဘေးကင်းလုံခြုံမှုဆိုင်ရာစိုးရိမ်မှုတွေကိုဖြေရှင်းဖို့ရည်ရွယ်တာဖြစ်ပါတယ်။စီကံတည်တေရာအနာယူချိန်ပိုကြာကြာပေးရမှာဖြစ်ပြီးအရင်ကတပတ်ကိုညပိုင်းဆင်းသက်မှု6ချိန်ခွင့်ပြုထားပေမဲ့အခု2ချိန်ပဲခွင့်ပြုတော့မှာပါ။ကြာတပရင်းလေးကတော့လေချောင်းလိုင်းဘက်ကတွက်ချက်မှုလွဲမှားတာတွေနဲ့စီမံခန့်ခွဲမှုအားနည်းတာတွေကြောင့်အခုလိုလုပ်ငန်းလေပတ်မှုကစဉ်ကလေးဖြစ်ရတာပါလို့တောင်ရှိသူတွေကဝန်ခံပြောကြားခဲ့ပြီးရည်သွားပြည်သူတွေလည်းဒေါသထွက်နေကြပါတယ်။ကွန်ကရစ်ပါတီခေါင်းဆောင်တူက လေရင်ခီးစင်တွေဖြတ်သိမ်းရတာတော်တော်လေးဆိုးပါတယ်ကျွန်တော်နားလည်ထားသလောက်ဆိုရင်လေချောင်းထင်းသိမ်းဌာန DGCA ကတာဝန်ကျင်စနစ်တည်းနဲ့ပတ်သက်ပြီးလေချောင်းလိုင်းတွေကိုကြိုတင်သတိပေးထားပြီးသားပါလေမှုတွေပိုခံထားဖို့လိုတယ်ဆိုတာပါရှင်းနေတာကတော့လေချောင်းလိုင်းတစ်ခုကပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာဒါကိုလှုပ်ဆောင်မှုပြက်ကွက်ခဲ့ပြီးအခုတော့ခီးသွားပြည်သူတွေဒုက္ခရောက်အောင်ဖန်တီးနေတာပါပဲလို့ပြောပါတယ်အခုခါမှာတော့အိန္ဒိယဆိုရလေချောင်းဝန်ကြီးဌာနကဂျားဝင်ဆောင်ရွက်လာပြီး အခက်တွေ့နေတဲ့လေကြောင်းလိုင်းတွေနဲ့လေရင်မှုတွေနဲ့အမှုတန်းသစ်တွေထပ်ခန့်ထားဖို့အချိန်ရအောင်လို့အဲ့ဒီမွာရအပြောင်းလဲကိုယာယီပြန်လဲရုပ်သိမ်းလိုက်ပါတယ်။အင်ဒီဂိုဟာတရက်ကိုလေရင်ကြီးစဉ်2000ကျော်ပြေးဆွဲနေပြီးအိန္ဒိယပြည်တွင်းဈေးကွက်ရဲ့65ရာခိုင်နှုန်းလောက်ကိုပိုင်ဆိုင်ထားပါတယ်ခင်ဗျာ။ တိလင်္ကာနိုင်ငံမှာစိုက်ကလုန်းမုန်တိုင်းတက်ခတ်ပြီးတဲ့နောက်ပိုင်းစိုက်ပျိုးမှုမြွေလုပ်ငန်းတွေပြည့်စည်ဆုံးရှုံးခဲ့ရတာကြောင့်ကုန်စင်းလုံးတွေအဆမတန်မြင့်တက်လာနေပါတယ်။အာရီရှာဗာနပူရာဟာသူ့ရဲ့အပတ်စဉ်ပုံမှန်ဈေးဝယ်ထွက်ရမှာကုန်စင်းလုံးတွေကခံရခက်လောက်အောင်မြင့်တက်နေတာကိုတွေ့ခဲ့ရပါတယ်။ကုန်စည်စည်းမှုပြတ်တောက်တာတွေကြောင့်အခုလိုဈေးတက်သွားတာဖြစ်ပါတယ်။ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနနဲ့ကုလသမဂ္ဂအေဂျင်စီတွေရဲ့ပူးတွဲစီရင်ခန်းစာအရဟင်းသီးဟင်းရွက်စင်းလုံးတွေဟာ30ရာခိုင်နှုန်းကနေ200ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ဆိုပါတယ်။ ။စီးရင်သားတွေတော့ကတော့အချိန်လေးကတော်တော်လေးခက်ခဲပါတယ်။သူတို့အနေနဲ့အသားငါကြက်သားစတာတွေကိုမဝင်နိုင်ကြပါဘူး။အခုဆိုရင်ဟင်းသီးရွက်တောင်မဝင်နိုင်တော့တဲ့အတွက်သူတို့တွေခက်ခဲကြီးတွေတွေ့နေရပါတယ်လို့ဒီသားကန်တူကပြောပါတယ်။နောက်ထပ်တူကလည်းဝိုးရွာလိုဟင်းသီးဟင်းရွက်ဈေးတွေတက်လာပေမဲ့မစားဘဲနဲ့မနေနိုင်ပါဘူး။ရှော့ဝယ်ပြီးစားတောင်းနေရပါတယ်လို့ဆိုပါတယ်။ ဒီရီလင်္ကာနိုင်ငံရဲ့ဟင်းသီးဟင်းရွက်အများစုကိုအလဲပိုင်းဒေသမှာစိုက်ပျိုးတာဖြစ်ပြီးအဲ့ဒီဒေသမှာမြေပြိုမှုအကျဉ်း200ကျော်ဖြစ်ပွားခဲ့တာကြောင့်စိုက်ခင်းတွေမြေအောက်ရောက်သွားတယ်လို့လမ်းတွေလည်းပျက်စီးခဲ့ပါတယ်။ဒီသတင်းပတ်အစောပိုင်းတုန်းကအဇာဇီရာသတင်းဌာနဟာရှီပိုင်းဒေသကပျက်စီးသွားတဲ့ဇဘာကင်းကြီးတွေကိုရိုက်ကူးခဲ့ပါတယ်။ကနအူးခမန်းချက်တွေအရလက်ရှိမဟာရာသီအတွက်စိုက်ပျိုးထားတဲ့ဟက်တာ9သိန်း9000ရဲ့20ရာခိုင်နှုန်းလောက်ပျက်စီးသွားပြီလို့သိရပါတယ်။ Advocator Institute ကစီးပွားရေးပညာရှင်တို့ကတော့ ုံစင်းလုံးတွေတက်လာမှဖြစ်ပြီးအထူးသဖြင့်အသားနဲ့ဟင်းသီးဟင်းရွက်မဟုတ်တဲ့ကုန်ပစ္စည်းစင်းလုံးတွေတက်လာတာကိုမြင်တွေ့နေရပါပြီ။ဒါကြောင့်ငွေကြေးဖောက်ပွားမှုနှုန်းကလည်းကနန်းအနည်းငယ်ထပ်တက်လာပါလိမ့်မယ်လို့သုံးသပ်ပါတယ်။နိုင်ငံအတွင်းအကြီးဆုံးမွေးမြူရေးခြံအများပြားရေကြီးတံခန့်လိုက်ရပြီးကြက်ကောင်ရီတသန်းခွဲကျော်တည်ဆုံးခဲ့ရတာကြောင့်ကြက်မွေးမြူရေးလုပ်ငန်းတွေလည်းရိုင်းနေနေပါတယ်။ကြက်ကောင်ရီ3300ဆန်းနဲ့လောင်ဝင်းကြီး6ခုရှိတဲ့ဒီခြံထဲမှာအနံစိုးတွေကလည်းတော်တော်လေးဆိုးရွားလာပါတယ်။ဒါပေမဲ့တန်ရှင်းလုပ်ငန်းတွေလှုပ်ဆောင်ရမှာပါ။ အစိုးဆုံးအခြေအနေကမပြီးသေးပါဘူး။ကျက်စာအတွက်အဓိကပောင်းဝင်ပစ္စည်းဖြစ်တဲ့ပြောင်းကင်းတွေလည်းရည်ကြီးမှုတန်ခံခဲ့ရပါတယ်။ဒရိဆန်ဆေးကူဆီယဝန်တူးကကျွန်တော်တို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုကကျက်စာပါပဲလို့ပြောပါတယ်။အစိုးရကတော့ကုန်စည်ပြက်လက်မှုမရှိစေဖို့နဲ့ထိခိုက်မှုအနည်းဆုံးဖြစ်အောင်စီမံချက်အများပြားကိုဆောင်ရွက်နေပါတယ်လို့ပြောကြားထားပါတယ်ခင်ဗျာ။ ကစ္စတန်နဲ့အာဖဂန်နစ္စတန်နယ်စပ်မှာနှစ်ဖက်တပ်ဖွဲ့တွေတောင်းကြနေကြတာတိုက်ပွဲတွေပြန်ဖြစ်ပွားခဲ့ပြီးအပြစ်ခတ်ရဲစဲရဲကိုချိုးဖောက်တယ်ဆိုတာတစ်ဖက်ကိုတစ်ဖက် အပြန်အလှန်ဆွဆွဲနေကြတာပါနှစ်ဖက်ပြစ်ခတ်မှုတွင်အာဖဂန်အရသာအ ਨੇ ဆုံး၄ဦးသေဆုံးခဲ့တယ်လို့ကန်ဒဟာမြို့ဆေးရုံရရှိသူကပြောဆိုပါတယ်လူ၄ဦးလည်းဒဏ်ရာရှိခဲ့ကြပြီး၃ဦးကတော့ပါကစ္စတန်ဘက်ကလို့သတင်းထုတ်ပြန်ချက်တွေမှာဖော်ပြပါတယ်ဒီနိုင်ကြပစ်ခတ်မှုကိုနှစ်ဖက်စလုံးကအတည်ပြုခဲ့ကြပေမဲ့စတင်ပစ်ခတ်မှုအတွက်တစ်ဖက်ကိုတစ်ဖက်အပြစ်ပုံချနေကြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံအတွင်းပါကစ္စတန်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့တာလီဘန်အစိုးရကစွပ်စွဲထားပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှက်ဘတ်ရှာရစ်ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့တာလီဘန်တွေအကြောင်းမဲ့စတင်ပစ်ခတ်မှုလို့စွပ်စွဲခဲ့ပါတယ်။ပါကစ္စတန်ချုပ်ချာကာကွယ်ရေးနဲ့ပြည်သူတွေလုံခြုံရေးအတွက်ပါကစ္စတန်တပ်ဖွဲ့တွေချက်ချင်းအပြင်းထန်တုံ့ပြန်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒီချိန်ထဲမှာပဲတာလီဘန်ပြောရေးဆိုခွင့်ရကလည်းပါကစ္စတန်ကတပ်ဖန်စတင်တိုက်ခိုက်လာလို့မဖြစ်မနေလက်တုံ့ပြန်ရတာလို့ပြောကြားခဲ့ပါတယ်။ တောက်ကြနေည10နိုင်ခွဲလောက်မှာပြစ်ခတ်မှုတွေစတင်ခဲ့တယ်လို့အာဖဂန်ဒေသခံတွေပြောကြားခဲ့ကြပြီးအာဖဂန်ဒေသခံများပြားဟာညာတွင်ချင်းနေရက်ကိုစွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။အခုနောက်ဆုံးပြစ်ပွားခဲ့တဲ့တိုက်ပွဲတွေဟာကာတာနဲ့တူရကီနိုင်ငံတို့ရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့နှစ်ဖက်ပြစ်ခတ်ရစဲရေးသဘောတူခဲ့ပြီးနှစ်လမပြည့်သေးချိန်မှာဖြစ်ပွားခဲ့တာပါ။ပထမဆုံးစဖြစ်ခဲ့တဲ့တပတ်ကျော်ကြာတိုက်ပွဲတွေတုန်းက နှစ်ဖက်လူဒါဇင်နဲ့ချီတေဆုံးခဲ့ပြီး2021ခုနှစ်တာလီဘန်တွေအာဖဂန်နစ္စတန်မှာအာဏာပြန်ရပြီးနောက်ပိုင်းနှစ်နိုင်ငံအကြားအပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ပတ်ကပုံမိုချေပြန့်တဲ့ငြိမ်းချမ်းရေးသဘောတူညီမှုဖော်ဆောင်မှုနှစ်ဖက်ကိုယ်စားလှယ်တွေ Sorry Arabia နိုင်ငံမှာစရုံးထားခြင်းဆွေးနွေးပွဲလုပ်ခဲ့ကြပေမဲ့သဘောတူညီမှုမရရှိခဲ့ကြပါဘူး။နှစ်ဖက်စလုံးကတော့ပြစ်ခတ်ရစဲရေးကိုဆက်လက်ထိန်းသိမ်းဖို့သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။ မိုင်1600ရှည်လျားတဲ့နှစ်နိုင်ငံနယ်စပ်မှာစစ်ရေးတင်းမာမှုတွေကတော့ဆက်လက်မြင့်မားနေစေဖြစ်ပါတယ်ခင်ဗျာ။ နယူးယောက်မြို့ရဲ့မိုးမျော်တိုက်ကြီးတွေနဲ့တိမ်မွေးကွာလာတဲ့ကမ္ဘာဗလားဘလူးပွဲကွင်းကြီးကိုတက်ရောက်ကြည့်ရှုခွင့်ရဖို့ဆိုတာကမ္ဘာဗလားဘောလုံးပရိသတ်ထောင်ပေါင်းများစွာရဲ့အိမ်မက်ပါဒါပေမဲ့ဘောလုံးပွဲလက်မှတ်ဇင်းလုံးတွေရဲ့လက်တွေ့အခြေအနေကတော့သူတို့ရဲ့စိတ်အားထက်သန်မှုကိုချက်ချင်းပဲကြောကြသွားစေနိုင်ပါလေ600 600 pour une nuit တညကိုယူရို900 600မန်ဟတ်တန်မှာပေါ်တက်တညတဲကိုကကနယူးယောက်ပါရီအသွားပြန်လေးလက်မှတ်ခတ်တဲ့တောင်ဈေးကြီးနေပါလေ တဲကိုစီသွာလာစီအစားတောင်းနဲ့ပြီးတော့ဘောလုံးပွဲလက်မှတ်စည်းတွေဟာလာမယ့်ကမ္ဘာဖလားပွဲဘောလုံးပရိသတ်တွေအတွက်တမိုင်းတစ်လျှောက်ဈေးအကြီးဆုံးဖလားပွဲဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ဘောလုံးပွဲစဉ်တွေကိုနိုင်ငံသုံးနိုင်ငံအနှံ့လက်ခံကျင်းပမှာဖြစ်တာကြောင့်ဘောလုံးပရိသတ်တွေအတွက်တကွင်းနဲ့တကွင်းသွားရမှာခရီးကရှည်လျားပြီးကုန်ကျစရများပြားပါလိမ့်မယ်။ပြီးတော့အမေရိကန်မှာအသုံးပြုနေတဲ့ဝယ်လို့အားအလိုက်ဈေးနှုန်းပြောင်းလဲတဲ့စနစ်ကလည်းဘောလုံးဝဲလက်မှတ်ဈေးတွေကိုခေါက်ခိုက်ဈေးပါတယ် ဘောလုံးပဲလက်မှတ်ဈေးကနိုင်ငံတကာဘောလုံးပရိသတ်တွေအတွက်ပြဿနာတွေအများကြီးတဲ့ကတခုပဲရှိပါသေးတယ်။သူတို့အတွက်တဲခိုရေးကိစ္စတွေလည်းလိုအပ်ပါသေးတယ်။နယူးယောက်မြို့ရဲ့အထင်ကြီး Times Square နဲ့ Gallery တာတာကဟိုတယ်မှာဆိုရင်ဘောလုံးပရိသတ်ယာနဲ့ချီကိုကြိုးစိုးလက်ခံမှုပြင်ဆင်နေပါလေ။ဟိုတယ်ခန်းပေါင်း228ခန်းတွေကတချို့ခန်းတွေကိုအသစ်ပြန်လည်မုံမှန်ထားတာပါ။ အိုမန်ချိန်မှာတညကိုယူရို100ကနေစတင်ပေမဲ့ကမ္ဘာ့လားပြိုင်ပွဲကာလမှာတော့ဈေးနှုန်းတွေတိတိသားသားပြောင်းလဲသွားမှာပါဒေါ်လာ1000ပေါ့ဒီလိုခန်းတစ်ခန်းကိုမမှန်တဲ့ဈေးနဲ့နှားလိုက်မယ်ဆိုရင်ဒါဟာမှားနေပါပြီပြီးတော့ဇူလိုင်လ19ရက်နေ့မှာနောက်ဆုံး final ပွဲကိုကျင်းပမယ် Merrillands ဘောလုံးကွင်းကအစားတော့ထော်ရုံကဈေးပဲပါ $14 ဒါက $13 ဒါက $13 ဒါကဈေးပူကြည့်တယ် ျွန်တော်လက်မှတ်ဈေးတဝက်လောက်ဖြစ်နေပြီ This is like half of my ticket lunch for me and my nephew just now ဒါကကျွန်တော်နဲ့ကျွန်တော်တို့လေးရဲ့နေ့လည်စာပါ55ဒေါ်လာကျတယ်စားစရာနှမျိုးတဲကိုပါတော်တော်ကိုမတန်ပါဘူး final ဘွဲအတွက်ဘောလုံးကွင်းနဲ့ထိုင်ကုန်တနေရာရဖို့မျှော်မှန်းထားရင်တော့ဒေါ်လာ2000ကနေဒေါ်လာ8000ကြားသုံးဆွဲရမှာဖြစ်တာကြောင့်လာမယ့်နှစ်ကမ္ဘာဖလားဘောလုံးပွဲဟာကမ္ဘာဖလားဘောလုံးပြိုင်ပွဲသမိုင်းမှာဈေးအကြီးဆုံးကမ္ဘာဖလားပွဲဖြစ်လာဖို့ရှိနေပါတယ်ခင်ဗျာ